အောက်က side step ကိုမနေမနဲ့အပေါ်တက်လိုက်တော့ခါးအောင်နားသွားလို့မယ်ကားတော်မြင့်တယ်တကဘာလုံးမှာသူပထမဦးဆုံးလို့လည်းပြောထားတယ်ပေါ့အဲ့အဲ့ဒီ function လေးကဒီဟာဒီ star saw function လေးက digital touch နဲ့ဖြစ်သွားပြီးတော့ highlight ဖြစ်တယ် signature ဖြစ်တယ်အဲ့ဒီမှာလုံးဝ adjust လုပ်လို့ရဒီမှာဆိုရင်လုံးဝမိုက်ထားကอืม sunglasses story ကကြည့်လိုက် perfect အဲ့လီကကြိုက်တယ် multi color ambition design လေးကတော်တော်လေးမိုက်တယ်ပြီးတော့ဒီအောက်မှာဆိုရင်ဒီ grey design ကလေသာကောင်းနဲ့လုပ်ပေးတာလုံးဝ premium sand နဲ့ဒီက တကားဖွင့်လိုက်မယ်ဆိုရင်သူ့ရဲ့ size tag က auto ပါလာလေးอ่ะကားပေါ်တက်တဲ့ခါမှာတော်တော်တက်တောင်းတလာရှိရယ်ပြီးလိုက်မီယာဆိုရင် तू อ่ะအရှိရပေါ့နော်ကျွန်တော်တို့ဒီအရှိ grey design ကိုပြန်ပြီးတော့တေးလိုက်ပုံစံလုပ်ထားတာလေးอ่ะတော်တော်မိုက်တိုင်းမဟုတ်သေးဘူးဒီကားရဲ့ differential log ကကြတော့အရှိနဲ့အနောက်ကိုလုံးမျိုးလို့ရတာလေးอ่ะတော်တော်မိုက်တယ်ဘယ်နဲ့မကောင်းတာကကြတော့ဒီမှာပြနေတဲ့အချိန်မှာပဲကားတွေအားလုံးကဆိုးအောင်ဖြစ်သွားပြီပေါ့နော်โอเค အားလုံးဝမ်းမြင်လာပါအော်တိုဘရိုင်းနေရာမှာကျေးဇူးပါတယ်ကျွန်တော်အခုရောက်ရှိနေတာကတော့မြန်မာပလာဇာပရိုမိုးရှင်းအဲရီယာမှာဖြစ်ပြီးတော့အခုကျွန်တော်မိတ်ဆက်ပေးမယ့်ကားလေးကကျွန်တော် BAIC ကနေပြီးတော့အသစ်တင်သွင်းလိုက်တဲ့ BJ60 model လေးပဲဖြစ်တယ်ပေါ့နော်ဒီကားလေးရဲ့ fast impression ကိုကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့ look ကလုံးဝ heavy ဖြစ်ပြီးတော့အာ full size SUV စီးအသွင်ပေါက်တယ်ပြီးတော့ elegant look နဲ့အတူအရှိမဆိုရင်လည်း BAIC logo ပါမယ်ပြီးတော့ဒီမှာ signature ဖြစ်နေတဲ့ grey design နဲ့အတူအလင်မှာ nickel နဲ့အလှဆင်ပေးထားပြီးတော့ဒီဘက်မှာဆိုရင် signature data running line နဲ့အတူအလင်မှာ intelligent analyst ကိုအသုံးပြုပေးထားပြီးတော့သူ့မှာဆိုရင်ဒီဟို adaptive driving bin နဲ့ high bin assist တို့ပါဝင်လာမယ်ပြီးတော့အာဒီအရှိမှာဆိုရင်လည်းသူက safety အနေနဲ့ sonar ကို6လုံးတက်ဆင်ပေးထားပြီးတော့ဒီမှာဆိုရင် signature ဖြစ်နေတယ်အာ fault light me design ပါတယ်ပြီးတော့ဒီရှိမှာဆိုရင်လည်း out bumper က save ကလာ highlight design နဲ့ဖြစ်သွားတဲ့အတွက်ကြောင့်အကအရှိပိုင်းကကြီးမဲ့မယ်ဆိုရင်လောက elegant ဖြစ်ပြီးတော့လောက ဟိုလက်စရီဖြစ်တဲ့ခံစားမှုကိုရတယ်အဲ့တော့ကားရဲ့ဘေးဘက်ကိုဒီချက်လောက်တာကြည့်ရအောင်ကားရဲ့ဘေးဘက်ကိုကြည့်လိုက်မယ်ဆိုရင်အရင်ဆုံးထင်းနေတာလောကတော့ဒီ SUV ဖြစ်တာနဲ့အတူသူ့ရဲ့ဒီ align side ကဆိုရင်လည်း20လဲမှာ signature က align ကိုအသုံးပြုပေးထားရင်ပြီးတော့ဒီမှာ tire မှာဆိုရင်လဲ tire pressure sensor ပါလာပြီးတော့ဟို suspension အနေနဲ့ဆိုရင်အရှိမှာက level wish bone suspension ကိုအသုံးပြုပေးထားပြီးတော့အနောက်မှာဆိုရင်အာ multi bar independent suspension ကိုအသုံးပြုပေးထားတဲ့အတွက်စီးရတဲ့ခါမှာလဲ comfort ဖြစ်တယ်ပြီးတော့ ventilated display ကိုအသုံးပြုပေးထားပြီးတော့ဒီမှာဆိုရင် 360D camera LED ပတ်မှတ်ပြီးကြောင်းနဲ့ heater side mirror blind spot warning နဲ့အာ key လက် anti snake ဖြောက်သွားပြီးတော့နောက်ထပ်ဒီကြားမှာထူကြကြီးပါလာတာအပေါ်မှာဆိုရင် blue brand နဲ့အတူကျောင်းအောက်မှာဆိုရင်လည်းကားအရန်မြင့်လွန်တဲ့အတွက်ကြောင့်ပေါ့နော်ဒီကတကားဖွင့်လိုက်မယ်ဆိုရင်သူ့ရဲ့ size step က auto ပါလာလေးကကားပေါ်တက်တဲ့ခါမှာတော်တော်တက်တောင်းတလာရှိရဲ့ ဒီကားရဲ့ ground clearance အနေနဲ့ဆိုရင်လည်း215 mm အထိ မြင့်ပြီးတော့သူကဒီသူ့မှာထူးခြားတာဒီကောင်နော်ဒီရေထဲကိုဖြတ်မောင်းမယ်ဆိုလို့ချင်းသူကဒီအနေထားလောက်အထိသူအမြင့်ရကြတော့850 mm အထိရေထဲမှာဖြတ်ပြီးတော့မောင်း AC မောင်းလို့ရတယ်အာတော်တော်မိုက်တယ်ဗောနော်အဲ့တော့လို့ဆိုရင်လည်းဘေးကကြည့်ရင်လည်းအရန် heavy ဖြစ်တဲ့တကယ် full size SUV တစ်စီးအသွင်ကိုခံစားရတယ်အဲ့တော့နောက်ပိုင်းကိုတစ်ချက်လောက်သွားကြည့်အောင် တော့ guy အနောက်ပိုင်းကိုကြီးလိုက်မယ်ဆိုလို့ချင်းနည်းနည်းအခုနဲ့တူနေလို့ခံစားရတယ်ပေါ့နော်အဓိကကျွန်တော်တို့ဒီ language supra room မှာဆိုရင်လည်းအနောက်ကလုတ်ကဒီတိုင်းလေးပဲဆင်နေတာကိုခံစားရတယ်ဒါမဲ့လုံးဝမတူအပေါ်မှာဆိုရင်ဒီမှာ360 camera ကလုံးပါဝင်လာမယ်ဒါမှမဟုတ်သေးပဲဒီအောက်ကတေးလိုက်မိရဆိုရင် तू ကအရှိရပေါ့နော်ကျွန်တော်တို့ဒီအရှိ grey design ကိုပြန်ပြီးတော့တေးလိုက်ပုံစံလုပ်ထားတာလေးကတော်တော်မိုက်တယ်ပြီးတော့ဒီမှာဆိုရင်လည်းနောက်ထပ်360 camera ပါဝင်လာပြီးတော့ ဒီမှာဆိုရင် spare wheel နဲ့အတူပြီးတော့နောက်နဲ့ထူကြတာကဒီကားရဲ့ဒီနောက်အနောက် wiper ကလုံးဝအပြောက်ဒီဇိုင်းလေးနဲ့ဒီအထဲမှာဖန်တီးပေးထားတာလေးကတော်တော်လေးမိုက်တယ်ပြီးတော့ဒီမှာက PIC logo နဲ့အတူအောက်မှာဆိုရင် PJ60 logo ပါမယ်ပြီးတော့ကျွန်တော်ဒီနောက်က daylight media ဆိုရင်လည်းသူ့ရဲ့ဒီအရှိ gray ပုံစံလေးကိုပေါ့နော်အပေါ်အောက်ဒီဇိုင်းလေးနဲ့ပြန်ပြီးတော့ဖန်တီးပေးထားတာလေးကတော်တော်လေးမိုက်တယ်ပြီးတော့နောက်တစ်ခုကရတော့ဒီအောက်က ဟိုဒီဆိုနာဆိုရင်လည်းအနောက်မှာဆိုနာ6လုံးပါဝင်လာပြီးတော့အနောက်မှာမြင်နေရတဲ့ဒီ fault light media လည်းတော်တော်လေးလှတယ်ပြီးတော့ဘန်ပါမှာဆိုရင်လည်း saver color highlight design နဲ့ဖြန့်ပြီးပေးထားတဲ့အတွက်ကိုင်းအရှိပိုင်းနဲ့မဟုတ်ဘူးအနောက်ပိုင်းမှာကြီးလိုက်ရင်လည်း look ကလုံးဝ elegant ဖြစ်တယ်ပေါ့နော်အဲ့တော့အတွင်းကိုင်း cargo space ကိုတစ်ချက်လောက်ကြီးလိုက်မယ်သူကဒီအားတော့ဒီလိုဒီလိုပေါ့နော် cloak ကလေးနဲ့ရရင်လည်းသူကဆွဲဖွင့်ရမှာအော်တူတော့ပွင့်သွားမှာမဟုတ်ဘူးအတွင်းပိုင်းမှာဆိုရင်လည်း cargo space ကတော်တော်လေးကျယ်ဝန်းနေ တော့ तू က7 seater ဖြစ်တဲ့အတွက်ကြောင့်ဒီမှာခုနှလုံးပါဝင်လာတာဖြစ်တဲ့အတွက်ကြောင့်ပစ္စည်းတင်မယ်ဆိုရင်ဒီခုနှလုံးကိုခောက်ချလိုက်မယ်ဆိုရင်ခြေဝန်းနဲ့ storage space ကိုရပြီးတော့အကယ်၍လူစည်းမယ်ဆိုရင်လည်းဒီခုနေကိုပြန်ထားလိုက်လို့ရှိရင်တော့သူကလည်းသူဒီနောက် မှာ storage space တွေတခုတော့ဖန်တီးလို့ရတယ်ပေါ့နော်ပြီးတော့ဟိုအရှိမဆိုရင်လည်းနောက် passenger အတွက်ကတ်ဟိုရာလေးပါဝင်လာပြီးတော့ဘေးမှာဆိုရင် cargo light ပါမယ်ပြီးတော့ဒီဘက်မှာဆိုရင်မြင်တွေ့နေရတာဟို220 150 1မှာ ပါဝါအောက်လင်းနဲ့အတူဒီမှာဆိုရင်လည်းတော့ဟုတ်ပါဝါအောက်လည်းပါမယ်ပြီးတော့ဒီမှာဆိုရင်တော့တော့ကာဂိုလိုက်ပါဝင်လာပြီးတော့ပြီးတော့ဒီဘက်ကျွန်တော်ဒီမှာဆိုရင်တော့နော်စိုက်ကပါမှာဆိုရင်ဒီမှာချိတ်ကလေးရင်လည်းအတူအပေါ်မှာ mini storage space နဲ့အောက်မှာဆိုရင်လောကကျယ်ဝန်းတဲ့ storage space တွေ့ရတာမိုက်တယ်ဒါလောကအသက်အဲ့တော့နောက်ခန်းကာဂိုလည်းကြည့်ပါ යි ကားရဲ့အတွင်းမှိုင်းမှာပါရထူလဲဆိုတော့ကြာကြည့်လိုက်အောင်ဟုတ် အောက်က side step ကိုမနေမနဲ့အပေါ်တက်လိုက်တော့ကားအောင်နားသွားလို့မယ်ကားတော်မြင့်နေကဲအတွင်းကဆိုရင်လည်းတော်တော်လေးကျယ်တယ်ပြီးတော့သူကလောကဖူးဆိုင် SUV ဖြစ်တဲ့အတွက်ကြောင့်အရှိအမြင်နေရတာကလည်းအပေါ်စီးကမြင်နေရတဲ့အတိုင်းပဲပေါ့နော်ပြီးတော့ဒီကားလေးမှာထူကြလာတာကလောကဒီကားမှာပဲရတဲ့ function ပေါ့နော်တကဘာလုံးမှာသူပထမအဦးဆုံးလို့လည်းပြောထားတယ်ပေါ့နော်အဲ့ဒီ function လေးကဒီဟာဒီ star saw function လေးက digital touch နဲ့ဖြစ်သွားပြီးတော့ highlight ဖြစ်တဲ့ signature ဖြစ်တဲ့အဲ့ဒီမှာလောက adjust လုပ်လို့ ဒီကားမှာ driving mode အနေနဲ့ဆိုရင်လည်း तू ကကိုမျိုးလုံးအထိပါမယ်ပုံမှန်က economic sport ဖြစ်ပြီးတော့ तू က off road ပါမောင်းလို့ရတဲ့အတွက်ကြောင့် off road အနေနဲ့ snow sand runner ပြီးတော့နောက်ထပ်၃မျိုးလောက်အသုံးပြုလို့ရတာလေးကတော်တော်လေးမိုက်တယ်ပေါ့နော်ဒါရင်မဟုတ်သေးဘူးဒီကားရဲ့ different uh, differential locker ကြတော့အရှိနဲ့အနောက်ကိုအသုံးပြုလို့ရတာလေးကတော်တော်မိုက်တယ်ဒီကားလေးမှာ safety and function အနေနဲ့ airbag က၆လုံးပါဝင်လာပြီးတော့တခြား function တွေကိုကျွန်တော်ထပ်ပြီးတော့ပြောပြမယ်ဒီမှာထိုင်ကုန်မှာဆိုရင်လည်း तू က premium leather သားကိုအသုံးပြုပေးထားပြီးတော့ဒီမှာ carb design နဲ့လောကဟို စီရတာတက်တော့ရအောင်ရှိအောင်လုပ်ပေးထားတာလေးကတော်တော်မိုက်တယ်ပြီးတော့ဒီမှာထိုင်ကုန်ဒီမှာဆိုရင်လည်းအပူ AA နဲ့ Air Ventilation နဲ့အသုံးပြုလို့ရမယ်ပြီးတော့ဒီ Driver Seat နဲ့ Passenger Seat ကကြတော့ Driver Seat ကဆိုရင်ဟိုနှစ်ခုစလုံးက Seat Motor ရတယ်ဒါပေမဲ့ Driver Seat မှာကြတော့ Electric Adjust လုပ်မယ်ဆိုရင်သူကဟိုရှစ်ခုအသုံးပြုလို့ရပြီးတော့ Passenger Seat မှာဆိုရင်ကြတော့6ခုအသုံးပြုလို့ရရပါတော့ပြီးတော့ဒီကားရဲ့ဒီအရှိဘက်မှာဆိုရင်လည်း Head-up Display ပါဝင်လာပြီးတော့ဒီမှာဆိုရင် Digital Instrument Panel နဲ့ပြီးတော့ဒီဘက်မှာ volume adjustment cloud တွေ ਨੇ အလဲမှာဆိုရင် BIC လို့ကိုပါမယ်ပြီးတော့ bevel ချမ်းမှာဆိုရင် cruise control cloud တို့ပါဝင်လာပြီးတော့ဒီ steering wheel ကလေသာသားနဲ့ဟိုမှာအောက်မှာ saver color highlight design နဲ့အသုံးပြုပေးထားတာလေးကတော်တော်လေးမိုက်တယ်ပြီးတော့ဒီဘေးမှာဆိုရင်လည်းသူက saver color highlight နဲ့ air gunbound design လေးပြီးရင်အထင်မှာ ambition light ကလေးပါပါရင်တာတော်တော်လေးမိုက်တယ်ဗောနော်ပြီးတော့အပေါ်မှာဆိုရင်လည်း infinity premium sound system ကိုအသုံးပြုပေးထားတာတော်တော်မိုက်တယ်နော်ဒီဘေးမှာကြတော့ဟွန်း side mirror adjustment ပြီးတော့ဒီမှာ ဝင်းဒိုဂျက်စမန်ကလုတ်တွေပါဝင်ပြီးတော့သူ့ရဲ့ဘေးပိုင်းဒီလက်ကင်တန်းတွေအရဆိုရင်လည်းတော်တော်လေးမိုက်ပြီးတော့ ambition light ပါပါဝင်လာတာလေးကတော်တော်လေးမိုက်တယ်။တကားတွေအရဆိုရင်လည်းကားမောင်းနာနဲ့ auto lock ကြွားဝါး function တွေပါမယ်။ပြီးတော့အတွင်းငမတ်ဆိုရင်လည်းလုံးဝ premium sun နဲ့ leather သားတွေကိုအသုံးပြုပေးထားပြီးတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ multi color ambition design လေးကတော်တော်လေးမိုက်တယ်။ပြီးတော့ဒီအောက်မှာဆိုရင်လည်းဒီ grey design က လေသာသားနဲ့လုတ်ပြီးတာလောမပရီမီယံဆန်နဲ့ဒါနဲ့မဟုတ်သေးပေမဲ့အရှိမဆိုရင်ဆယ်လက်မကွယ် infotainment screen ပါဝင်လာပြီးတော့ Epic Play and Night Auto အသုံးပြုလို့ရမယ်ပြီးရင်ဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့ဒီမှာဒီ video record လုပ်လို့ရတာ function ပါဝင်လာပြီးတော့ music နဲ့ဒီမှာဆိုရင် AVN အနေနဲ့ကျွန်တော်တို့ဒီကားရဲ့ round ကိုအော်လောမ360ကိုလိုလိုကြည့်လို့ရတယ်ပေါ့နော်ပြီးတော့ဒါနဲ့မဟုတ်သေးပေမဲ့ radio နဲ့ဒီမှာ Epic Play အသုံးပြုလို့ရတာလေးလည်းပါမယ်ပြီးတော့ဒီကားမှာဆိုရင် safety function နေနဲ့ဆိုရင်လည်း တော်တော်လေးပါဝင်ပြီးတော့ door open warning တို့ cross traffic alarm တို့ blind spot detection တို့ lane change assist တို့ပြီးရင် lane departure warning တို့ lane key assist တို့ဒီပြီးရင် forward consolation warning automatic parking sniff တို့ဒီ emergency brake sniff တို့ပြီးတော့နောက်ထပ်ကက adaptive cruise controller ပါဝင်လာလေးကတော်တော်လေးမိုက်တယ်ပေါ့နော်ပြီးတော့ဒီအောက်မှာဆိုရင်လည်းဒါကသူက wall fast အာ digital star stop button လေးဖြစ်ပြီးတော့ဒီမှာဆိုရင် air comb mount design လေးနဲ့အလဲမှာက ambition light လေးအသုံးပြုပေးထားတာလေးကတော်တော်လေးမိုက်တယ်ပြီးတော့ဒီအောက်မှာဆိုရင်လည်း piano ဟိုဒီဇိုင်းဟို air flow adjustment ခလုတ်တွေနဲ့ထိုင်ကုန်အုံပူရေးခလုတ်တွေပါဝင်လာပြီးတော့ဒီမှာဆိုရင်ဝိုင်ယာလည်းခြားချင်းအာသွင်းလို့ရတဲ့နေရာမှာ ambition light ကလေးပါအသုံးပြုပေးထားတာ luxury လို့ပေါက်တယ်ပြီးတော့ဒီမှာသူ့ရဲ့ signature ဒီ gear pattern design နဲ့အတူဒီမှာဆိုရင် differential lock ခလုတ်တွေပါလာမယ်ပြီးတော့ဒီမှာဆိုရင်တောင်းရေး assist နဲ့ဒီမှာဆိုရင်လည်း 4v 2v ပြုံလို့ရတဲ့ adjust လို့ရတဲ့ rounder shape pattern လေးပါမယ်။ဒါ air flow adjustment နဲ့ဒီပေါ့နော် air ventilation ကို just low ရတဲ့ခလုတ်ကလေးကတီးတန့်ပါဝင်လာသေးတယ်။တာရင်မဟုတ်သေးပဲနဲ့ဒီမှာဆိုရင်လည်း electric parking brake ပါမယ်။ပြီးတော့ဒီဘေးမှာကကျယ်ဟွန်းနဲ့မှာကန့်ခိုတာနဲ့အတူအရှိမှလည်းဒီ mini sporting space လေးပေးထားတာလေးကတော်တော်လေးမိုက်တယ်ပေါ့နော်။ဒါရင်မဟုတ်သေးဘူးဒီအလယ်မှာဆိုရင်လည်းဒီဟိုကျယ်ဝန်းနဲ့ storage space ပါဝင်လာပြီးတော့အလယ်အားဆိုရင် cooling function မှာရနေတာတော်တော်လေးမိုက်တယ်ပေါ့နော်။ပြီးတော့ဒီမှာ secret box လေးပါဝင်လာတာလေးကတော်မိုက်တယ်။ပြီးတော့ ပြီးတော့အပေါ်မှာဆိုရင်လည်းဒီမှန်တာဘယ်လဲကြည့်လို့ရတယ်ပြီးတော့ဒီမှာ review camera အနေနဲ့လည်းပေါဝင်လာ ပြီးတော့ဒီမှာဆိုရင်လုံးဝမိုက်တာကอืม sunglasses story ကကြည့်လိုက် perfect အားလျာကြိုက်တယ်ပြီးတော့ဒီမှာဆိုရင်လည်းစာကြည့်ပြီးနဲ့ဒီ panel လေးကို ambition line နဲ့အသုံးပြုပေးထားတာလေးကတော်တော်လေးမိုက်ပြီးတော့ဒီမှာဆိုရင်လည်း तू က panorama sunroof ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ adjust လုပ်တဲ့ခလုတ်တွေပေါဝင်လာတာလေးကတော်တော်မိုက်တယ် ကားရဲ့နောက်ခန်းဆိုရင်လည်းတော်တော်လေးကျန်ဝင်ပြီးတော့ဒီ Heron Leron အဓိကပေါ့နော်အဲ့ဒါကတော်တော်လေးကျန်ဝင်နေသူက Fuser SUV လည်းဖြစ်တဲ့အတွက်ကြောင့်စီးရတာရောထိုင်ဒီထိုင်ရတဲ့ကျွန်တော်ဒီလေသာတောင်းဆုံးမျိုးထိုင်ရတဲ့လုံးဝ comfort ဖြစ်တယ်အဓိကတော့ဒီအပေါ်မှာရှိနေ sunroof ပေါ့နော်သူရဲ့ panorama sunroof ကြောင့်နောက်ကစီးရတဲ့လူကတော်တော်လေး luxury feeling ကိုရပြီးတော့ relax ဖြစ်စေရဲ့တော့အပေါ်မှာဆိုရင်လည်းဒီမှာစာကြည့်မိနေဒီမှာလက်ကင်တန်းပေါဝင်လာပြီးတော့ဒီဘက်မှာ air con ပေါက်ကလေးပါလေးကလည်းတော်တော်လေးမိုက်တယ်ဒါရင်မဟုတ်သေးပဲနဲ့သူရဲ့ဒီမှာ premium လို့အတွင်နဲ့ အာစေဘကလာဟိုင်လိုင်းခလုတ်ကလေး adjust ခလုတ်ကလေးတွေပါဝင်လာပြီးတော့မှန်တယ်မှန်ချရရင်ねဒီလက်ကင်တန်းလို့ကကြတော့လုံးဝ off road ဆန်စီတဲ့လုပ်ကိုပေါက်စီတယ်ပေါ့နော်ဒါရင်မဟုတ်သေးဘူးဒီမှာဆိုရင်လဲ multi color ambition light ကလေးအသုံးပြုပေးထားတာတော်တော်မိုက်တယ်ပြီးတော့ဒီမှာက ambrass နဲ့အတူလုံးဝ luxury လို့အသုံးပြုပေးထားပြီးတော့ type c နဲ့ usb အသွင်းပေါက်ပါမယ်ပြီးတော့ဒီမှာ ac တင်လို့ရတဲ့နေရာလေးပါဝင်လာပြီးတော့ဒီအရှိမဆိုရင် ကောက်ဟိုရာလေးပေါဝင်လာလေးကတော်တော်လေးမိုက်ပြီးတော့ဒီအရှိမဆိုရင်ဂျူရယ်အဲကွန်ဘောက်ဒီဇိုင်းဖြစ်သွားပြီးတော့ဒီမှာဆိုရင်လည်းအနောက်ကိုလည်းကိုကိုရိုင်ပေါ့နော်အဲကွန်အက်ဂျက်စမန့်ခလုတ်အက်ဂျက်လုပ်လို့ရမယ်ပြီးတော့ဒီအောက်မှာဆိုရင်တိုက်စီနဲ့ USB ပေါအသွင်ပေါပေါဝင်လာပြီးတော့ဒီမှာဆိုရင်လည်းဟို storage space လေးရှိမယ်ပြီးတော့ဒီဘက်မှာဆိုရင်တွဲဖို့ charging နဲ့ဒီမှာလုံးဝ perfect ဖြစ်တာကအဲ့ဒီ3 pin အသွင်ပေါပေါ့နော်အဲ့ဒါလေးကတော်တော်လေးမိုက်တယ်အဲ့တော့ အကိုင်းအပြင်ပိုင်းလေးတော်တော်လေးမိုက်တယ်အတွင်းကန်းဆိုရင်လည်း full size SUV မှာမှလောကလက်ဆရီလို့ဖြစ်တယ်အဲကြောင့်ကျွန်တော်လေးလာထားသမျှ clean နေဟိုအမြန်လေးပေါ့နော်ဒီမှာလေးကားတော်တော်လေးစိတ်ဝင်ကြတာတော့လူတွေတော်တော်လေးလာကြည့်ကြရဗျအဲ့တော့အချိန်ရတော်လေးမှာဒီကခွင့်ပြုတုံးလေးကျွန်တော်အပြေးလွှားလေးနဲ့ရိုက်ဖြစ်တာကြံခဲတာလေးရှိတယ်လိုအပ်တဲ့ UI check လေးရှိတယ်ဆိုရင်လည်းနားလည်းပေးဖို့မျှော်လင့်ပါတယ် Okay conclusion နဲ့ပြောရမယ်ဆိုရင်ဒီကားရဲ့ကျွန်တော်အပြင်ပိုင်းရုပ်ထွက်ကဆိုရင်လည်းတော်တော်လေးမိုက်တယ်အဲလီဂျန်ဖြစ်တယ်လောမှာ full size SUV အသွင်ပေါက်တယ်ပြီးတော့ ဟို luxury လည်းဖြစ်တယ်ပေါ့နော်အတွင်းကမှာသုံးပေးထားတယ်အလဲသားတွေအိန္ဒိယ function တွေသူ့ရဲ့ဒီ safety function တွေဆိုရင်လည်းတော်တော်လေးစုံလင်ပြီးတော့သူကဟိုဒီကားတစ်စီးမှာလည်းရနိုင်တဲ့ function လေးတွေလည်းပါဝင်လာတာတွေ့ရတယ်ပေါ့နော်ဒီကားလေးက engine power မှာဆိုရင်လည်း2.0 turbo charge ဖြစ်ပြီးတော့သူက transmission အနေနဲ့ဆိုရင် HP automatic ကိုအသုံးပြုပေးထားတယ်ပြီးတော့ maximum horsepower အနေနဲ့ဆိုရင်196 kW အသုံးပြုလို့ရပြီးတော့ maximum torque ကဟို400 Nm တိအသုံးပြုလို့ရတာသူ့ရဲ့ဒီ full size SUV တစ်စီးမှာဒီလောက်ထိ performance ကောင်းနေဆိုတာတော့တော်တော်လေးမိုက်တယ်ပေါ့အဲ့တော့ तू ကဈေးနှုန်းမှာဆိုရင်လည်း तू competitor နဲ့အပြိုင်2928နဲ့အာဈေးကိုဖွင့်ထားတာဖြစ်ပြီးတော့ဒါမဲ့တစ်ခုကနေမှကောင်းတာကတော့ဒီမှာပြနေတဲ့ချိန်မှာပဲကားတွေအားလုံးကဆိုးအောင်ဖြစ်သွားပြီပေါ့နော်။တကယ်၍ကားကိုဝယ်အော်ဆက်သက်စုံစမ်းဝယ်ယူခြင်းနဲ့ဆိုရင် PIC showroom မှာတောင်းရောက်စုံစမ်းပြီးတော့ဝယ်ယူနိုင်ပါတယ်။ကျွန်ရဲ့ Facebook Twitter နဲ့ YouTube channel တို့ကိုလည်း like and subscribe လုပ်ပြီးတော့လိုအပ်သူများကိုဝေဖန်ချက်ပြုလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Good luck ပါ။